1199သိန်းဟုတ်ပြီအတွင်းငန်းဂရိတ်တွေရောပြည့်ရလားကောင်းကောင်းရလားဆိုတော့ကျွန်တော်မှတန်တရားရှိပါတယ်အဲ့တော့ကျွန်တော်အတွင်းငန်းတွေကိုတစ်ချက်လေ့လာကြည့်ပါမယ်ကဲကျွန်တော်ပြောတဲ့အချက်လက်တွေပေါ်မှာပိတ်သက်ကြည့်နေတန်တရားရှိရဆိုရင်ကျွန်တော်ဒီ showroom မှာလာရောက်ပြီးတော့လေ့လာလို့ရပါတယ်ကင်မရာကိုကျွန်တော်ဘေးအန်ကယ်ကနေကြည့်ချင်တယ်ကျွန်တော်ဒီမှာ automobile app တွေပိတ်သက်ကြည့်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့0 kg SKD ကားထဲမှာလက်ရှိအချိန်အထိဈေးအနည်းဆုံးနဲ့ဈေးကွက်ထဲဝင်ရောက်လာမဲ့ကားတစ်စီးကို ကျွန်တော်နဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကားလေးကတော့1.5 turbo လည်းဖြစ်တယ်7 speed automatic gear နဲ့လည်းလာတယ်လက်ရှိမှာလည်းအားလုံးစိတ်ဝင်စားနေတဲ့ကားလေးတစ်စီးလည်းဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော် downfine ရဲ့ mesh ပဲဖြစ်ပါတယ် sky ရဲ့နာမည်လေးရော aws လို့သူက branding တက်ထားတယ်ပေါ့နော်ဆိုတော့ဒါ downfine ရဲ့ mesh ပါအရှိပိုင်းကျွန်တော်အပြင်ပိုင်းသဏ္ဍာန်လေးကိုစပြောရမယ်ဆိုလို့ရှိရင်တော့သူကအများကြီး show ရှက်ခွဲထားတာမရှိဘူးဒီမှာ led projector ဟပ်လိုက်ပါမယ်ပြီးသွားလို့ရှိရင်ရေခဲမီလေးတွေပါမယ်ဒီမှာ signal light တွေပါမယ်ပြီးသွားလို့ရှိရင် grey design ကတော့ဒီလိုမျိုးအဒီ v shape ပုံစံလေးပေါ့နော်ဒီမှာလုပ်ထေးထားတယ်ပြီးသွားရင်အောက်မှာသူက nickel line လေးတွေပြေးထားတယ်အရှိပိုင်းမှာကတော့ကျွန်တော်ရုပ် ကကြည့်လိုက်လို့ရှိရင်လူငယ်ဆန်တဲ့ပုံစံကိုပို့ပြီးတော့တွားတယ်ဒီဇိုင်းအားဖြင့်လည်းတွက်လက်တယ် ရိုးရိုးရှင်းရှင်းဆိုပေမဲ့တွတ်တွတ်လက်လက်ရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲဒီ grey design မှာဒီမှာ nickel line လေးတွေပြေးထားတယ်အောက်မှာလည်း nickel line လေးတွေပြေးထားတယ်ဒီဇိုင်းပိုင်းဆိုင်ကတော့ တော်တော်လေးကိုတွက်တယ်အင်ဂျင်အနေနဲ့ကကျွန်တော်တို့1.5တာဘိုအင်ဂျင်ကိုအသုံးပြုထားပြီးတော့ကျွန်တော် gear အနေနဲ့ကတော့7 speed dual clutch gear ဘောက်ကိုကျွန်တော်အသုံးပြုထားတာဖြစ်တယ်အဲဒီအတွက်ကြောင့်မို့ကျွန်တော်ခရီးဝေးတွေထွက်တဲ့အခါမျိုးမှာကျွန်တော်စီစားနှုန်းကတည်တာကိုပိုပြီးတက်တာစီမှာဖြစ်ပါတယ်အဲဒီ1.5တာဘိုဖြစ်တဲ့အတွက်ကြောင့်မို့ဒါမျိုးတွင်းမဲ့၃၃ခရီးဝေးပဲတော်တော်အတင်းတော်တဲ့အင်ဂျင်ပါဝါတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါအရှိရုပ်ပိုင်းပေါ့နော်အရှိရုပ်ပိုင်းမှာကျွန်တော်ဒီအထူးခြားဆုံးကတော့ဒီသူက LED မီအကြီးကြီးအများကြီးထည့်မထားဘူးသူ LED projector headlight တစ်လုံးနဲ့သုံးထားတယ်ဘေးနား signal light တွေပါမယ်ပြီးသွားလို့ရှိရင် ူကအရှိမအကုန်လုံး data run လောက်အရှိကြီးပါတယ်ပေါ့နော်ဆိုတော့အခါကျမှတ်တမ်းမှတ်ကြည့်လို့ရှိရင်ကျွန်တော်တို့ဒီ EV car လို့စင်စရာရှိတယ်ပေါ့နော်နောက်ပြီးတော့ Nissan Ariya ပေါ့နော်ဒီ EV car နဲ့ဆိုရင်နည်းနည်းလေးစင်တယ်ဒါပေမဲ့သူကတော့ပို့ပြီးတော့ရုပ်ထွက်ကလေးကအဲပို့ပြီးတော့ EV car တော့မဆန်ဘူးပေါ့နော်ဆိုတော့ပုံစံလေးကနည်းနည်းလေးပို့ပြီးသူကပို့တွက်တဲ့ပုံစံလို့ကျွန်တော်အနေနဲ့တကွေအမြင်ကကျွန်တော်ခံစားရတယ်ဆိုတော့ကျွန်တော်ဘေးဘက်လေးကိုတစ်ချက်ကြည့်ပေးမယ် ဒီဘက်မှာဆိုလို့ရှိရင်တာယာအနေနဲ့ကျွန်တော်23550ကျွန်တော်ဂွေဆိုင်တွေက20ကိုတုံးပေးထားအဲ့တော့ကြောင့်မလို့ဂွေဆိုင်ကလည်းခက်ကြီးကြီးဖြစ်တယ်ကားကလည်းအကောင်ခက်ထွားထွားပုံစံမျိုးပေါ့နော်9ယောက်စီးရဲဆိုပေမဲ့အကောင်ခက်ထွားထွားလေးလုပ်ပေးထားတယ်ဂွေဆိုင်ကလည်းခက်ကြီးကြီးလေးလုပ်ပေးထားတဲ့အတွက်ပို့ပြီးတော့ကျွန်တော်ခန့်ခန့်ညံ့ညားနဲ့အဲထဲထဲဟောဟာရှိတဲ့အနေအထားမျိုးကိုတွေ့ရပါတယ် နောက်ပြီးတော့ဘေးမှာကျွန်တော်တို့ဒီ360အာအာသူကတော့360ထွက်ပို့ပြီးပြောထားတယ်ငါ40 view ထိရတယ်လို့ဒါပြောထားတယ်ဆိုတော့ဒီဘက်မှာကင်မရာတွေပါမယ်နောက်ပြီးတော့ ground clearance နေနေဆိုလို့ရှိရင်လည်းအဲကျွန်တော်အနေနဲ့ကြည့်ရမယ်ဆိုရင်အာရှစ်လက်မဝန်းကျင်လောက်တော့မြင့်နေပါတော့ stone down land ဂျိုင်းခွက်ရှိတဲ့နေရာကမူရှိတဲ့နေရာတွေတော့အဲကောင်းကောင်းလေးကိုဖြတ်ကျော်နိုင်မယ် SUV တစ်စီးလို့ပြောလို့ရပါတယ်ဘေးမှာလည်း nickel line လေးပြေးထားတယ်အဲ့တော့ကျွန်တော်ဘေးဒီဇိုင်းကလည်းတော်တော်လေးကိုလှတယ်နောက်ပြီးတော့ကျွန်တော်တကားတွေကအကုန်လုံး hidden lock door ဖြစ်သွားပြီပေါ့နော် concealed door handle တွေဖြစ်သွားပြီအဲ့ကျတော့ကျွန်တော်တို့တော့လေးကိုဒီလိုမျိုးပေါ့နော်တော့လေးကိုဖွင့်လိုက်တဲ့ခါကျမှဒါမျိုးလေးထွက်လာတာဖြစ်ပါတယ်ဆိုတော့တော့ပြန်ပြေးလိုက်ရင်သူက lock ချလိုက်လို့ရှိရင်ဘုံပြန်ပြေးသွားမယ်ဒါကတခုဒီ concealed door handle မှာကျွန်တော်သဘောကျတဲ့အချက်ကဘာလဲဆိုတော့မီးပွိုင်းနေမှာတချို့ဒီတကားကိုလာပြီးဖွင့်တဲ့ဟာမျိုးတွေတချို့အနှောက်ရှက်ပေးတဲ့ဟာမျိုးတွေမှာလုံးဝကိုယ်အနှောက်ရှက်ပေးလို့မရတော့ဘူးပေါ့နော်ဒါလေးကတခုကတော့ကျွန်တော်ဒီ concealed door handle နဲ့ပတ်သက်ရင်ဒါကကျွန်တော်သဘောကျတဲ့အချက်ကလေးတစ်ချက်ဖြစ်ပါတယ် ဆိုတော့ဒီဇိုင်းကတော့အရှိရနေပြီးတော့အနောက်ကိုဝက်သွားတဲ့ပုံစံမျိုးလေးပေါ့လောက်ထားတယ်ပေါ့နော်ဆိုတော့အနောက်မှာလည်း spoiler လေးလုပ်ပေးထားတယ်အာအနည်းဆက်ဆုံးမြင်လွယ်တာလွယ်ကူအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ EV MG4 တို့ဘာတို့မှာတုံးတဲ့ဒီဟို spoiler လိုပုံစံမျိုးလေးသူ့မှာပါတယ်နောက်ဖက်မှာဆိုလို့ရှိရင်လည်းကျွန်တော် brake light ကြီးကိုတို့အာဒါအကြီးပဲပေါ့နော်အတန်းအရှိကြီးလုပ်ပေးထားတယ်အနောက်က brake light လေးတွေကလည်းจิ๊จิ๊လက်လက်ပဲတို့အရှိရလိုပဲသူပပားလေးပဲပေါ့မီးကိုထူထူကြီးတွေမတုံးမနဲ့သူက line ပပားလေးနဲ့တုံးထားမယ်ပြီးသွားလို့ရှိရင်ရေခဲမီးကြောက်လေးတွေအာပါတယ်ပေါ့နော်ဆိုတော့ဒီမှာ ိုတော့ဒီလိုမီးကြောက်လေးတွေပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာအနောက်မှာဂျူရဲအိဇောပုံစံလုပ်ပေးထားတယ်တကယ်တမ်းကတော့ဂျူရဲအိဇောကအောက်မှာပေါ့နော်ဒီအောက်ကဟာဒါလေးတော့အလှလှထားတာပေါ့နော်နောက်ပြီးတော့အနောက်ဒီဘမ်ပါကိုလည်းကျွန်တော်အပေါ်ပင့်ပေးထားတယ်ပေါ့နော်ဆိုတော့အဲကကျတော့အနောက်ဒီဇိုင်းလေးကလည်းတော်တော်လေးကိုဒီလူငယ်ဆန်တာကိုတွေ့ရပါတယ်နောက်ဖုံးဖွင့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီတော့အနေနဲ့ဖွင့်လို့ရတယ်ဒီ cloud နှိပ်ပြီးတော့လည်းဖွင့်လို့ရတယ်နောက်ပြီးတော့ share infotainment screen အနေနဲ့လည်းဖွင့်လို့ရတယ်ဆိုတော့အဲ့ဒါလေးကလည်းအချက်ကလည်းကျွန်တော်အသုံးပြုတဲ့အတွက်တော်တော်အဆင်ပြေစေတဲ့အချက်ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒါအနောက်ဖုန်းကိုဒီကနေဖွင့်ကြည့်မယ်ဆိုတော့ဒီကျွန်တော်နောက်ဖုန်းဖွင့်တဲ့ clip လေးကို long press လေးနှိပ်ထားလိုက်ရင်တော်တော်လေးဒီနောက်ခွန်းလေးပွင့်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တက်လက်စားတယ်ပဲဒီနောက်ခန်းကာကို space လေးအကြောင်းကိုကျွန်တော်တစ်ခါတည်းပဲပြောလိုက်မယ်ပေါ့နော်နောက်ခန်းကာကို space ကတော်တော်လေးကိုကျယ်တယ်ကျွန်တော်ဘာဖြစ်လို့ကျွန်တော်ကရှေ့ရကြည့်တော့အနောက်ကိုဝွက်ဝွက်ကလေးလောက်ထားရဖြစ်တော့ကျွန်တော်နောက်ခန်းကာကို space ကိုဒီလောက်ကျယ်ဝန်းမယ်လို့တော့မမျောလင့်ထားဘူးအဲနောက်ပြီးတော့ကျွန်တော်တကယ်လက်တွေ့အမြင်သာအောင်ပြောရမယ်ဆိုရင်လက်ကအကြီးနှလုံးကတော့ဒီမှာကောင်းကောင်းဆန့်နေပေါ့နော် ိုတော့တော်တော်လေးကိုကြဲကြဲဝုံဝုံရှိတဲ့အနေထားမှာရှိပါတယ်ပြီးပိတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ cloud ကနေပဲပြန်ပိတ်လို့ရတယ်ဒီကောင်လေးကို long press နှိပ်ထားလိုက်ရင်ပြန်ပိတ်သွားမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းဒီ cloud လေးကိုနှိပ်ပြီးတော့လည်းပြန်ပိတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ electronic ticket ဖြစ်သွားပြီဆိုတော့ပြီးသွားလို့ရှိရင်ဒီကောင်ကအနောက်ဘက်ကကြည့်လို့ရှိရင်လည်းတော်တော်လေးကိုအနောက် ်ကိုဘမ်ပါပင့်ထားတဲ့ပုံစံတွေရောမီးလုံဒီဇိုင်းတွေရောအကုန်လုံးကတော်တော်လေးကိုလူငယ်ဆန်ဆန်အာ sport dye ဆန်ဆန်လေးလုပ်ထားပေးရလို့ပြောလို့ရတယ်။လူငယ်ဆန်နဲ့ sport dye ဆန်နဲ့ပေါ့နော်။နောက်ပြီးတော့ ground clearance ကတီးတတာကိုမြင်နေပေါ့နော်။ကျွန်တော်ဒါ smart entry ပါတယ်။ဒီကဒီကားတော့နဲ့ဒီကားနဲ့အနီးကပ်လိုက်တဲ့ခါကျရင်တခါတည်းတကားလေးတွေကအလို့ လိုလျောက်ပွင့်လာတဲ့စနစ်လည်းပါတယ်ပေါ့နော်။ကားရဲ့ dimension အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အလျားအဖြစ်5.2တန်းပေးရှိတယ်။ဗျက်အဖြစ်ဆိုရင်တော့6.2တန်းပေးရှိတယ်။ကျွန်တော်အမြင်အဖြစ်ဆိုရင်တော့5.3တန်းပေးရှိတယ်ပေါ့နော်။ဆိုတော့ကားကလည်းအလျားလည်းရှိတယ်။နောက်ပြီး wheel base ကလည်းတော်တော်လေးကိုကျဲတဲ့သဘောရှိတယ်။အာ6.3တစ်ပေးရှိတယ်ပေါ့နော်။ဆိုတော့6ပေးလောက်ပေါ့နော်။6ပေးလောက်ဆိုတော့ဒီကြောင် wheel base လည်းတော်တော်လေးကျဲတယ်ပေါ့နော်။ဆိုတဲ့အခါကျ wheel base ကျဲတဲ့အတွက်ထဲထဲမှာအရင်ဟိုခုံနာဆွာတာလူးတာမရှိတော့ဘူးပေါ့နော်။ဘိန်းတွေက ဒီ wheel base တော့ကျဲတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါပေမဲ့အကွေတွေပါကြရင်တော့တအားကြီးကက်ကွေတော့မကောင်းဘူးပေါ့ဒါပေမဲ့ဒီ SUV site ကြီးနေထားမှာတော့တော်တော်လေးအဆင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုအပြင်ပန်းတန်းနေအားလုံးပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့အထဲကိုဝင်ကြည့်ကြမယ်ကျွန်တော်ဒီမှာလည်းအခုမှသတိထားမိကျွန်တော်တို့ဒီမှာ roof rack လေးလည်းပါတယ်ပေါ့နော်ဒါလေးကလည်းမနှမ်းပြောရရင်အာကျွန်တော်အဖြူရောင်လေးကိုမှကျွန်တော်တို့ဒီအပေါ်မှာအလူမီနီယံရောင်လေးနဲ့လုပ်ပေးထားတာပေါ့နော်ဒီကောင်ကကားကကျွန်တော်တို့ဒီအရောင်အနေနဲ့ 5မျိုးလာရလို့သိရတယ်ဆိုတော့အခါကျတော့အယောင်တွေကတော့ခဲရောင်ပါမယ်အဖြူရောင်ပါမယ်တခြားခြားသောကာလာလေးတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် showroom မှာအသေးစိတ်မေးသေးခြင်းပါတယ်လက်ရှိမှာကကျွန်တော်ဒီကားလေးကို1299သိန်းနဲ့ရောင်းချနေတာဖြစ်တယ်အဲ့တော့ကြောင့်မို့ကျွန်တော်အနေနဲ့ဒီလက်ရှိ SKD 0 kg ကားရဲ့မှာဒီကားလေးကဈေးနှုန်းအနှိမ်ဆုံးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်အနေနဲ့နည်းနည်းလေးစိတ်ဝင်စားတာတခုရှိတယ်ဘာလဲဆိုတော့အတွင်းကန်း grade ကိုဘယ်လိုနေမလဲပေါ့နော်ဆိုတော့ဒီဈေးနှုန်းတော့ဟုတ်ပြီ1299သိန်းဟုတ်ပြီအတွင်းကန်း grade တွေရော ပြည့်ရလားကောင်းကောင်းရလားဆိုတော့ကျွန်တော်မှတန်တရားရှိပါတယ်အဲ့တော့ကြောင့်ကျွန်တော်အတွင်းငန်းတွေကိုတစ်ချက်လေ့လာကြည့်ပါမယ်ကျွန်တော်အခုကားအတွင်းကန်းနဲ့ကိုရောက်ပါပြီเนาะရောက်တဲ့ခါမှာကျွန်တော်တွေးလိုက်ရတဲ့အတွင်းကန်းကကျွန်တော်မျောလင့်ထားတဲ့ထက်ကိုအများကြီးကိုကောင်းတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းလေသာတွေ soft လေသာတွေသုံးပေးထားတယ်ဒီမှာဒီကျွန်တော်တို့ matte ပုံစံပေါ့เนาะဒီ fiber design တွေသုံးပေးထားတယ်ဒီအပေါ်က plastic တွေကလည်း soft plastic တွေကျွန်တော်တို့ quality ကောင်းတဲ့ plastic တွေသုံးပေးထားတယ်ဒီဘက်မှာလည်းအကုန်လုံးလေသာအနှက်ရောင်နေနေပေါ့နော်လေသာအနှက်ရောင်ကြိုးကြုံနေကျွန်တော်ဒီ steel iron design ကဆိုလို့ရှိရင်လုံးလုံးအဝိုင်း design မဟုတ်ဘူးဒီအပေါ်နဲ့အောက်ကလေးမှာနည်းနည်းလေးဖြောင်းပြီးတော့ဒီဘက်ကအဝိုင်းလေးပေါ့နော်ဆိုတော့ပုံအဲ့လိုပုံစံလေးလုပ်ပေးထားတယ် steel iron မှာကျွန်တော်တို့ cruise control clock တွေကျွန်တော် infotainment ရွှေ့တဲ့ clock တွေ အကုန်လုံးပါမယ်ဒီကရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကကျွန်တော် electric power steering အတိုင်းမှာပဲ driver mode သုံးခုတစ်ခါတည်းပြောင်းလို့ရတယ် comfort ရဲ့ standard ရဲ့ sport ရဲ့ဆိုပြီးတော့ driver mode သုံးခုကိုတစ်ခါတည်း steering အတိုင်းမှာပဲပြောင်းလို့ရတယ်နောက်တစ်ခုက data running life က on off လုပ်လို့ရတယ်ကိုကြိုက်သလိုပေါ့နော်ဖွင့်ထားလိုက်ရတယ်ပိတ်ထားလို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှန်နေချတဲ့ကာမှာလည်းကျွန်တော်တို့အဲဒီချမယ်ဆိုရင် long press လေးနေကြလို့ရှိရင်ကျွန်တော်တစ်ခါတစ်ချက်ထဲနဲ့အကုန်လုံးကြပါမယ်။မှန်ပြန်တင်မယ်ဆိုလဲတစ်ချက် long press လေးနေထိုင်ရင်အကုန်လုံးအပေါ်ထိပြန်တက်သွားမယ်။နည်းနည်းလေးပဲခြားကျင်နေဆိုတစ်ချက်လေးပဲထိအောင်ဝင်ထိလိုက်။နည်းနည်းလေးပဲကျွန်တော်တို့ ချလို့ရတယ်ဒီကောင်ကဒီစနစ်ကကျွန်တော်တို့တကားလေးချက်စလုံးမှာလုပ်လို့ရတယ်ကျွန်တော်တို့ဒီ function အသေးလေးပဲဆိုရင်လည်း convenient ဖြစ်တဲ့ features တွေတခုဖြစ်ပါတယ်ဆိုတော့ infotainment screen ကကျွန်တော်73.2လက်မှရှိတယ် infotainment screen ရှိတယ်နောက်ပြီးတော့ instrument cluster က10လက်မှရှိတယ်ပေါ့ဒီကောင်က73လက်မှရှိတယ်နောက်ပြီးတော့ driving position ကကျွန်တော်တို့ဒီ driving position က5မျိုးမှတ်လို့ရတယ်အဲ5ခုပေါ့နော်ကိုစိတ်ကြိုက်နာမည်နဲ့ဥမာကိုကအိမ်မမိသားစုဝင်5ယောက်ရှိတယ်5ယောက်လုံးမောင်းမယ်ဆိုလို့ရှိရင်ကိုယ်နံပါတ်နဲ့ကို driving position တခုစီအာမှတ်ထားလို့ရတဲ့ function တွေလည်း ပါတယ်ဗောနော်ဒီဘက်မှာအကုန်လုံးဒီဟာဒီ air con တွေအားစားဒီကနေ control လုပ်ရတယ်ဗောနော်အဓိကကဒီမှာ air con control လုပ်လို့ရတဲ့ cloud တွေက physical button လုံးဝမပါတော့ဘူးဒီဒီ infotainment screen ကနေပြီးပြောပဲအကုန်လုံးလုပ်လို့ရတယ်ဗောနော်ဆိုတော့အကုန်လုံးဒီဟာဆိုဒီကနေလုပ်မယ်ပြီးတော့ရင် gear shifter ဗောနော် gear shifter လေးကသူကခလုတ်လေးလိုပဲကျွန်တော် rotary လည်းမဟုတ်တော့ဘူးကျွန်တော် gear တိုင်းနဲ့မပါတော့ဘူးဒီမှာကျွန်တော်တို့ရိုးရိုးဟိုအပေါ်အောက်ရွှေ့တဲ့ button လေးလိုပဲပါတော့တယ်ဆိုတော့ electronic parking brake တွေလည်းအကုန်ပါတယ် ဒီမှာလဲသူကဒီဟာလေးကိုလဲဝိုင်းပုံစံလေးပေါ့နော်ဒီ center console လေးကိုလဲအလုပ်ပေးထားတယ်သူကတော်တော်လေးကိုလူငယ်ဆန်နဲ့ sport type ဆန်နဲ့ကားစီးလို့ပြောလို့ရတယ်အဒီအထက်ထက်ရ aircon van တွေကအစားအဲ့လိုမျိုးလူငယ်ဆန်ဆန်လေးတွေပိုလုပ်ပေးထားတယ်ပေါ့နော် elegance တဲ့ sport type ဘက်ကိုပိုသွားတယ်လို့ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ club house ကလဲအတော်ကြီးကိုကျဲတာတွေ့ရပါတယ်ဆိုတော့ဒီမှာ center console မှာဆိုလို့ရှိရင်လည်းဒီထဲမှာဖွင့်လို့ရတယ်ဖွင့်ပြီးသွားရင်ကျွန်တော်ဒီမှာကူပေါက်ပါတယ်ထဲထဲမှာဒီဟာလေးကလည်းဖွင့်ပိတ်လုပ်လို့ရတယ်ဆိုတော့ မကပ်ဟိုတာတွေပါအောင်မယ်ထဲထဲမှာပြီးသွားရင်ဒီမှာ wireless charging pad တစ်ခုပါမယ်အောက်မှာကျွန်တော်တို့ဒီမှာ secret lighter ပါမယ်เนาะ yo type c အရိုးရိုးဒီ usb port တစ်ခုပါမယ်ဒီမှာဖုန်းတင်တဲ့ဟာတွေပါအောင်မယ်တင်ပစ္စည်းတင်လို့ရတဲ့နေရာလေးလည်းတော်တော်များများပါတယ်ပေါ့เนาะဆိုတော့ဒီဘက်မှာ cup holder ရှိမယ် cup holder ကတော့ကျွန်တော်တို့အဲဒီရေတမ်းသူကလူငယ်ဆန်ဆန် sport type ဆန်ဆန်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီဘက်က cup holder ကတော့ကျွန်တော်ရေတမ်းပူ1လီတာပူကြီးတွေအာဆန့်ဖို့ လားလာနေတယ်ဗောနော်ဆိုတော့ဘူး150မီလဘူးလောက်တော့ဆန့်မယ်ဗောနော်ဆိုတော့ဒီမှာလည်းထည့်လို့ရရဲဆိုတဲ့အကြောင်းတိတ်တော့ပြဿနာမရှိပါဘူးဗောနော်ထိုင်ရတဲ့ဟာကထိုင်ကုန်တွေကကျွန်တော်တို့ sport tight ထိုင်ကုန်တွေဖြစ်ပါတယ်ဆိုတော့ sport tight ထိုင်ကုန်တွေဖြစ်တယ်ထိုင်ရတာလည်းကျွန်တော်နေလက်ရှိကျွန်တော်ထိုင်ကြည့်တဲ့တော့အဲ comfortable ဖြစ်တယ်ဆိုတော့ sport type ပုံစံမျိုးဆိုတော့နည်းနည်းလေးတော့ဟိုတပြန်တည်းလို့တော့ခံစားရတယ်ဒါပေမဲ့ထိုင်ရတာကတော့အဲရရင်ကြက်ကြက်ထုတ်ထုတ်ကြီးတော့မခံစားရဘူးသူကကြက်ကြက်ထုတ်ကြီးမခံစားရဘူးကျွန်တော်ကျွန်တော်ကလူကောင်သေးတာဖြစ်တယ် ဆိုတော့လူကောင်ကြီးရဲ့သူထိုင်မယ်ဆိုလို့ရှိရင်လည်းဒါတော်တော်လေးကိုအဲဒါတက်တောင်တတာရှိမယ့်အနေထားလို့ပြောလို့ရတယ်။စီမော်တာပေါ့နော်ဒရိုင်ဘာစီမော်တာကနှစ်ဖက်သလုံးမှာပါမယ်။ဟုတ်ကျွန်တော်ဒီ infotainment screen စီ73လက်မကြီးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကျွန်တော်ဒီဒါဆိုလို့ရှိရင်ကင်မရာရဲ့ဒီရဲ့ view ပေါ့နော်ဆိုတော့360မကောက်သူကအပေါ်စီးကနေမြင်ရတဲ့ဟာလေဒါလိုလုပ်လို့ရတယ်ကျွန်တော်ဒီကင်မရာကိုကျွန်တော်ဘေးအန်ကယ်ကနေကြည့်ချင်တယ်ကျွန်တော်တို့ဒီမှာအကုန်လုံးကိုကျွန်တော်တို့ရွေးပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်ကလည်းကျွန်တော်တို့ဒီ resolution ကလည်းတော်တော်လေးကိုကောင်းတယ်ကျွန်တော်အဲ့ဒါအောင်မှာ 2D image 3D image နဲ့ တို့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ကြီးလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာအာဒီနောက်မှန်နေပါကြီးကျင်တဲ့ဟာကိုလည်းကျွန်တော်တို့ကိုကြိုက်သလို adjustment လောက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးဒီကနေလည်း adjustment လုပ်မယ်ဆိုလည်းအဲလောက်လို့ရတယ်ဆိုတော့ဒီဘက်ကနေကျွန်တော်တို့ဒါကတော့ button နေလောက်ရတာပေါ့နော်ဆိုတဲ့အခါကျတော့ဒီမှာကားရဲ့ button နေပညာတော့ဒီဒီ cloud တွေရနေပြီးတော့ကျွန်တော်တို့လောက်ရတယ် okay ဟုတ်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့အာဒီမှာဆိုတော့ဒီဘက်အဲဘိန်းပညာ နားမှာပေါ့နော်ဘယ်လောက်ထိအဲဒီ gay platform တွေပါလေနားမှာကပ်ပြီးရမယ်ဆိုရင်ဘယ်လောက်ထိ qual ဝဲရှိလဲဆိုတော့တခါတယ်အဲကြည့်လို့ရတယ်အနောက်ဘေးပညာကိုလည်းအကုန်လုံးကြည့်လို့ရတယ်ဆိုတော့ဒီကောင်ကတော်တော်လေးကိုဒီကားပါကင်ထိုးတဲ့အခါမှာအချင်းချင်းကြက်တဲမှာထိုးမယ်ဆိုလို့ရှိရင်ကင်မရာရဲ့ angle အစုံမှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူလက်ကူပါကင်ထိုးလို့ရမယ်နေတာဖြစ်ပါတယ်နောက်တစ်ခုကြံသေးရဲ့ကျွန်တော်အဲ့ဒါကတော့ panoramic sunroof ပေါ့နော်ဒီကောင်ကလည်းကျွန်တော်တို့ sunroof ကလည်းတကယ်ကို panoramic sunroof ကြီးဟိုအနောက်ထိပေါ့နော်အရှေ့ရနေအနောက်ထိတော်တော်လေးကို ပါတယ် sunroof ပေါ် moon roof ပေါ်အကုန်လုံးပါတယ်အဲဒါဆိုရင်သူ auto ပွင့်သွားပြီပေါ့နော်ဒါဆို sunroof ဝင်လာပြီဒါဆိုရင် auto ပဲတစ်ချက်ပဲနေရတယ်နဲ့အကုန်ပွင့်သွားတယ်ပေါ့နော်ဆိုတာတစ်ချက်ပဲနေရတယ်နဲ့ကျွန်တော်တို့အကုန်ပိတ်သွားပြီပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒါ sunroof ကထပ်လာပြီးတော့ပိတ်မယ်ပေါ့နော်အဲ instrument cluster မှာဆိုလဲကျွန်တော်တို့ block driving range စီဘလောက်ထည့်တိုင်းဘလောက် driving range ရောက်မယ် ကျွန်တော် lane keep assist တွေအကုန်လုံးဒီ card စည်းလုံးနဲ့ပတ်သက်တဲ့ information တွေအကုန်ဒီမှာကြည့်လို့ရတယ်ကျွန်တော်တို့ဒီ instrument cluster ရဲ့ display ပြတဲ့အနေထားကလည်းတော်တော်လေးကိုကြည်ကြည်လင်လင်ပြပြသသားနဲ့တော်တော်လေးကိုအဆင်ပြေပါတယ် speaker အနေနဲ့ဆိုရင်ဒီ car မှာ speaker ၆လုံးလောက်ပါတာကိုတွေ့ရပါတယ်အဲနောက်ပြီး driver mode အနေနဲ့ကကျွန်တော်တို့ sport mode နဲ့ comfort mode ဆိုပြီးတော့ driver mode ၂မျိုးရပါမယ်ကျွန်တော်ထိုင်ကုန်အနေထားလေသာအနေထားရဆိုလို့ရှိရင်လေသာတော်တော်ကောင်းကောင်းထူးထူးတွေကိုကျွန်တော်အသုံးထားတာကိုတွေ့ရပါတယ် ကျွန်တော်တို့အခုပြောပြထားတဲ့ဈေးပေါ့1199သိန်းနဲ့ဒီအတွင်းကန်းဒီလိုအပြင်ဆင်ကတော့တော်တော်လေးကိုတန်တဲ့ကားတစ်စီးလို့ကျွန်တော်တို့ပြောလို့ရတယ်။အကဲကျွန်တော်ပြောတဲ့အချက်လက်တွေပေါ်မှာပိတ်သက်ကြီးနေတန်တရားရှိရဆိုရင်ကျွန်တော်ဒီ showroom မှာလာရောက်ပြီးတော့လေ့လာလို့ရပါတယ်။ကျွန်တော်ဒီ showroom လိပ်စာလေးကိုလည်းကျွန်တော်အောက်မှာ crawler လေးပြပေးထားပါတယ်။အဲ့မှာကျွန်တော်လာရောက်ပြီးတော့ကိုယ်ကိုယ်တိုင်ကြည့်လို့ရပါတယ်။တချို့တွေလည်းဒီ showroom ကဒီကြော်ညာလေးကိုတွေ့ရတဲ့လာရောက်ကြည့်ရှုရတဲ့သူတွေတော်တော်များကြည့်ရှုပြီးလို့ပြောပါတယ်။အဲကျွန်တော်ရဲ့ channel မှာလည်းအောက်မှာဒီ fan page လေးအကြောင်းကို review ရပြပါလို့တောင်းဆိုတဲ့အတွက်ကျွန်တော်နေနဲ့ ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းလည်းဖြစ်ပါတယ်ဆိုတဲ့အခါကျတော့တခြားလေးလာခြင်းနဲ့ကျွန်တော်ပြောတဲ့ချက်တွေမယုံဘူးဆိုချိုးတို့မှာကိုကိုတိုင်းလာပြီးလေ့လာကြည့်ပါအကယ်၍ကျွန်တော်ပြောတာပိုနေတယ်ထင်ရင်ကျွန်တော်ဗီဒီယိုအောက်မှာလည်းလာပြီး comment ရေးပြီးတော့ပြောလို့ရပါတယ်ဒါဆိုတော့ကျွန်တော်အခုနောက်ခန်းထဲကိုတစ်ချက်သွားပြီးတော့တစ်ချက်လေ့လာကြည့်ပါမယ်ထိုင်ရတာ comfortable ဖြစ်မဖြစ်ဘလို့အနေထားရှိလဲပေါ့နော်နောက်ခန်းထဲမှာ interior ရောဘလို့နေလဲပေါ့နော်ဒါခါကြကျွန်တော်တစ်ချက်လောက်လိုက်ခဲ့ပြပါဆိုတော့နောက်ခန်းထဲမှာဆိုလဲဒါကျွန်တော်က9ဘေး6 9ဘေး9လောက်တော့ရှိတယ်ပေါ့နော်ဆိုတော့ခါကြနောက်ခန်းထဲမှာလဲကျွန်တော်တော်တော်လေးကို ကျေကျေဝန်းရှိရဲဒါရှေ့မှာဆိုလို့ရှိရင်ဒါ normal driving position မှာထားခဲ့တာပေါ့နော်ကျွန်တော်ရှေ့မှာတော်တော်လေးလွတ်ရှိရဲနောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းအာကျွန်တော်ဒီအပေါ်မှာခေါင်းတော်တော်လေးကိုလွတ်တယ် heron တော်တော်လေးကိုကျန်တယ်ပြီးရင်ဒီမှာအလဲမှာ emirates လေးပါတယ်အဲ emirates ကကျွန်တော်မသုံးမနဲ့ဆိုလို့ဒီလိုမျိုးခောက်ထားမယ်ဆိုလို့အဲကျွန်တော်၃ယောက်လောက်ကောင်းကောင်းထိုင်လို့ရတယ်ပေါ့နော်ကျွန်တော်အာနောက်ခန်းကလည်းကျွန်တော်ဒီကားက6ပေလောက်ထိဗျက်ကျေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အထဲမှာဒီနည်းနည်းကြက်တယ်ဆိုတဲ့ခံစားချက်မရဘူးပေါ့နော်ကျွန်တော်ပုံမှန်တိုင်းဆိုရင်ကျွန်တော်ဒီ၂ယောက်လောက်ထိုင်လိုက်လို့ရှိရင်ဒီအလဲမှာထိုင်နေတဲ့ဆိုနည်းနည်းတော်တော်လေးကျင်းသွားတဲ့ပုံစံမျိုးပေါ့နော်အခုကတော့ ိတ်မကျင်းဘူးပေါ့နော်ကျွန်တော်တို့လိုလူကောင်းအဲနဲ့သေးတဲ့သူမျိုး၃ရောင်းလောက်ထိုင်မယ်ဆိုကောင်းကောင်းထိုင်လို့ရတယ်လူကောင်းကြီးတဲ့သူဆိုလို့ရှိရင်တော့အဲနည်းနည်းလေးပို့ပြီးခြောက်မှာပေါ့နော်ဆိုတော့အခါကျတော့ဒီအလဲကတော့တော်တော်လေးကိုကျဲပါတယ်ဆိုတော့အလဲမှာထိုင်ဖို့နေရာကတော်တော်လေးဒီဘေးနှစ်ယောက်ထိုင်တဲ့နေရာနေတော့ကိုကျဲတယ်နောက်ပြီးတော့ခုခုကြီးဖူဖူကြီးဖြစ်နေတာမျိုးမခံစားရဘူးပေါ့နော်ကျွန်တော်အလဲမှာရွှေ့ပြီးထိုင်ကြည့်မယ်ပေါ့နော်အလဲမရွှေ့တဲ့ခါမှာဒီအနောက်ကလက်တင်လေးရှိရတဲ့အတွက်နည်းနည်းလေးမာတဲ့ခံစားချက်လေးတော့ရှိရဲထိုင်လို့မကောင်းတဲ့အနေအထားမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဘေးနဲ့ဖက်ကတော့ပို့ပြီးတော့ comfortable ဖြစ်တယ်ဒါကတော့ထုံးစံတိုင်းပဲပေါ့နော်ဆိုတော့ဒီဘက်မှာကတော့ကျွန်တော်တို့ ကပ်ဖိုထားလေးပါမယ်ဒီမှာကျွန်တော်ကျွန်တော် wood train အနက်ရောင်ပုံစံလေးနဲ့ဒီမှာ manne manja ခလုတ်လေးပါမယ်ဆိုတော့ဒီဘက်မှာ speaker cuter လေးတွေပါမယ်ပေါ့နော်ဆိုတော့အဲကကျွန်တော်နောက်ခန်းမှာတော့ဘာမှထွေထူကျွန်တော် function တွေအများကြီးမပါဘူးသူကြတာတခုကဒီမှာ60 watt ကျွန်တော် type c port တစ်ခုပါတယ်အဲကြောင့်မဖုန်းတွေပါအများအားသုံးနေတယ်ဆိုရင်သူတို့ရိုင်းနောက်ပြီးလို USB port တစ်ခုပါတယ်ဒီမှာနောက်မှာနောက်တော့ aircon vent အကြီးကြီးတစ်ခု ကျွန်တော်တို့ပါပါတယ်ဆိုတော့အနောက်ခံမှာလည်းကျွန်တော်တော်တော်ကျယ်ဝန်းရှိတယ်ရှေ့ဝနောက်ဘောမှာပါကျွန်တော်တို့ဒီအခန့်တွင်းကန်းကိုကျယ်ကျယ်လေးယူလိုက်တဲ့အတွက်ကျွန်တော်အနောက်မှာ cargo space မှာကျွန်တော်တော်တော်လေးနေသွားမယ်ထင်တာဆောနာကကျွန်တော်ပြခဲ့တဲ့အတိုင်းပဲ cargo space ကလည်းတကယ် luggage အကြီးနှလုံးကိုကောင်းကောင်းလေးဆန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါမိသားစု၄ယောက်သို့မဟုတ်၅ယောက်ကျွန်တော်ခီးဝေးထွက်မယ်ဆိုရင်ကောင်းကောင်းမွန်မွန်ပစ္စည်းအများကြီးနဲ့သွားမယ်ဆိုရင် AC အာသွားလို့ရတဲ့အနေထားမှာရှိတယ်ပေါ့နော် safety feature လေးနဲ့ဆိုရင်ကျွန်တော် forward collection one နေနေ အဲကျွန်တော် automatic emergency braking တွေ adaptive cruise control တွေ lane departure 1တွေ lane key assist တွေเนาะကျွန်တော်အာကျွန်တော် traffic jam assist တွေပါမယ်နောက် blind spot monitoring ပါမယ် door opening warning တွေပါမယ်နောက် rear crossing traffic alert ပေါ့เนาะနောက်ကကားဆုတ်တဲ့အချိန်မှာနောက်ကဒီတစ်ခုတစ်စုံတစ်ခုဖြတ်သွားရင်ကျွန်တော်လမ်းပေးတဲ့စနစ်တွေပါမယ်နောက်ပြီးတော့ tire pressure monitoring system တွေပါတယ်နောက်ပြီးတော့အစုံပဲပေါ့เนาะဆိုတော့နောက်ပြီးတော့ဒီ driving assist နဲ့နေဆိုလို့ရှိရင်ကျွန်တော်940 ကျွန်တော်တို့ဒီဆွမ်းနာဒီကျွန်တော်ဆွမ်းနာပြတဲ့အတိုင်းပေါ့နော်ဒီကင်မရာ view က90 degree view ထိသူကရတယ်နောက်ပြီးတော့ hair step assist ပါမယ်ကျွန်တော်တောင်ကုန်းတက်တဲ့အခါမျိုးတွေမှာပို့ပြီးတော့လွယ်လွယ်ကူကူနဲ့တက်လို့ရအောင် hair assist ပါမယ်အဲ့နောက်ပြီး head descent control ဂုံစင်းနေမှာဆိုလို့ရှိရင်လည်းဒါဆင်းရတာကားကိုအရင် short ကြမသွားအောင်သူ့ဘောက်သူ auto ထိပေးတဲ့စနစ်တွေပါမယ်။နောက်ပြီး anti rolling program ပေါ့နော်သူတို့ဒီကားကအရင်မလူးအောင် roll မဖြစ်အောင်လုပ်တဲ့ဟာတွေပါမယ်ပေါ့နော်။ electronic brake force distribution system တွေပါမယ်။ safety function တွေကတော့ကျွန်တော်တို့ ဒီတခြား SKD ကားတွေမှာပါတယ်လို့ဒီ safety function တွေအကုန်လုံးပါတယ်ပေါ့နော်အကုန်လုံးပါတယ်ပြပြဆုံဆုံးလည်းပါတယ်ပေါ့နော်ဒီ video လေးမှာတော့ကျွန်တော်ဒီကားလေးက test ride လုပ်ပြလို့မရဘူးဒီဟာ display လုပ်ထားတဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော် test ride လုပ်ခွင့်မရဘူးပေါ့နော်ဒီဟာလေးကိုကျွန်တော် first impression အနေနဲ့ walk around အနေနဲ့ပဲသဘောထားပြီးတော့ကြည့်ပေးစေချင်ပါတယ်ဂျူလန်ဒါထဲမှာဆိုတော့ test ride လုပ်နိုင်မယ့်ကားလေးတွေရှိမယ်လို့ပြောပါတယ်အဲ့ခါကျရင်ကျွန်တော် test ride လုပ်ရင်လည်းတစ်ခေါက်ထပ်ပြီးတော့ကျွန်တော်ပြပြပေးပါမယ်မောင်းနေရတဲ့ driving experience ဘယ်လိုရှိလဲဆိုတာပေါ့နော်လက်ရှိကတော့ကျွန်တော် အဲဒီ interior ကိုကျွန်တော်မြင်ကြည့်ရသလားအပြင် exterior မြင်ကြည့်ရသလားကတော့သူပြောထားတယ်1296သိန်းနဲ့လက်ရှိအသွင်ပြင်ရတော့ဈေးကွက်ထဲမှာအတော်လေးကိုစဉ်းစားရမယ်ကားတစ်စီးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ1200 1300ဝန်းကျင်မှာ SKD 0 kg ကလုံးဝမရှိပါဘူးဆိုတဲ့အခါကျအခုလက်ရှိမှာတော့ဒီမှာကျွန်တော်လည်းစိတ်ဝင်စားလို့မေးကြည့်တဲ့အခါမှာသူတို့ pre order တင်လို့ရတယ်တချို့ကားလေးတွေကတော့ကျွန်တော်ရောင်းထားပြီးစားကားတွေကတော့ကျွန်တော်တို့ဒီဂျွန်လာကုန်ပိုင်းတော့မှာကားတွေစပြီးအပ်မယ်လို့သိရပါတယ် ဆိုတဲ့အခါကျတော့အကယ်၍ကျွန်တော်တို့ဝယ်ချင်တာဖြစ်ဖြစ်စိတ်ဝင်စားတာဖြစ်ဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ showroom ကိုမှဒါရိုက်ဖုန်းဆက်ပြီးတော့မေးသိချင်ပါတယ်ကားလေးကိုကျွန်တော် impression အနေနဲ့အများပြည်သူကြည့်လို့ရအောင်တင်ဆက်ပေးတာဖြစ်တဲ့အတွက်ဒီ company ဘိုင်းဆိုင်ရာအချက်အလက်တွေကိုတော့မှားရွက်မှာဆိုတဲ့အတွက်ဒီမှာကျွန်တော်မပြောတော့ပါဘူးကျွန်တော်ဖုန်းနံပါတ်လေးတွေပေးထားပါမယ်တို့ကိုပဲဒါရိုက်ဆက်သွယ်ပြီးတော့မေးမြန်းသိချင်ပါတယ်ခုကြည့်နေပရိသတ်ထဲမှာဒီကားလေးကိုလာကြည့်ပြီးသွားတဲ့သူတွေရှိလို့ရှိရင်လို့ရှိရင်လည်းကျွန်တော်တို့အောက်မှာကိုမြင်တဲ့အမြင်လေးတွေကိုဝေဖန်ပေးသွားလို့ရပါတယ်ပြောပြပေးသွားလို့ရပါတယ် အားလုံးပဲကြည့်ရှုအားပေးရဲကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာမပြီးသေးဘူးမပြီးသေးဘူးဘာလို့ဆိုတော့ကျွန်တော် review ရိုက်တိုင်းကျွန်တော်စကားပြောတာအရင်မြန်တယ်လို့ပြောလို့ကျွန်တော်ဒီတပုတ်မှာတော့အတက်နိုင်ဆုံးအနည်းဆုံးလေးနဲ့ကျွန်တော်ပြောပေးထားပါတယ်အစစ်မပြေရင်လည်းထပ်ပြီးတော့ပြောလို့ရပါတယ်ကျွန်တော်အကောင်းဆုံးဖြစ်အောင်ပြန်လည်စူးစမ်းတော့ပါမယ်ခင်ဗျာ